ပြည်ထနာတစ်ခုကိုပြုလို့ဆောင်ရွက်တဲ့အခါမျိုးတွေမှာအကျွန်တော်တို့နားလည်ထားရမယ်အရာတစ်ခုကတော့ research paradigm ဖြစ်ပါတယ် research paradigm မှာအစိပ်ပိုင်းနှစ်ခုပါဝင်ပါတယ်ဒီအစိပ်ပိုင်းနှစ်ခုကိုမပြောခင်မှာအကုန်လုံးကိုတင်းကျုံးပြီးတော့ကြည့်အောင်ပေါ့နော် research paradigm တွေမှာပါဝင်တဲ့အရာတွေကတော့ ontology တွေပါမယ် epistemology ပါမယ် logic methodology research design methods တို့ပါမှာဖြစ်ပါတယ် ါကြောင့်ကျွန်တော်တို့အပိုင်းနှစ်ပိုင်းနဲ့ခွဲချင်းပြီးတော့ကြည့်မယ်ဆိုရင် philosophy အုပ်စုနဲ့ methodology အုပ်စုဆိုပြီးတော့နှစ်ပိုင်းကျွန်တော်တွေ့ရမှာဖြစ်ပါတယ် philosophy အုပ်စုထဲမှာတော့ ontology epistemology နဲ့ logic တို့ပါဝင်ပါတယ် methodology အုပ်စုထဲမှာကြတော့ methodology ရဲ့ research design ရဲ့အဲနောက်တစ်ခါ methods တွေပေါ့နော် DRE ပါဝင်ပါတယ်ပထမဦးဆုံးအနေနဲ့ဒီ ontology ကနေစပြီးတော့လေ့လာကြည့်အောင်ပေါ့နော် ontology က philosophy ထဲမှာပါဝင်တဲ့အရာတစ်ခုဖြစ်တယ် ontology ကိုမြန်မာလိုဘာသာပြန်ရရင်ရှင့်မှုပညာလို့အတိတ်ပြရပါတယ်ကျွန်တော်ပါဝင်ခြင်းမှာတည်ရှိနေတဲ့အကြောင်းအရာတွေရဲ့တည်ရှိမှုပုံစံလေးတွေကိုဖော်ပြပေးတဲ့အရာလေးဖြစ်ပါတယ်ဆိုတော့ဒီ ontology ရဲ့ရှင်းပြချက်အရကျွန်တော်ကကျွန်တော်ပါဝင်ခြင်းမှာဖြစ်ပြနေတဲ့အချင်းအရာတွေကိုအစိပ်ပိုင်း အာအခြေခံအဖြစ်ဆိုရင်အစိပ်ပိုင်းနှစ်ခုအနေနဲ့နားလည်လို့ရပါတယ်ပထမတစ်ခုက objective vision အဖြစ်တယ်ဒုတိယတစ်ခုကဒါတော့ subjective vision လို့ခေါ်ပါတယ်ဒါကို constructive vision လို့လည်းခေါ်ကြပါတယ် objective vision ရဲ့သဘောတဘာဝကကျွန်တော်တောင်းညင်မှာအာတည်ရှိနေတဲ့အာအရာတွေကဆိုလို့ရှိရင် objective ဆံပါတယ် objective ဆံနေဆိုတာကကြတော့ဘသူပဲဖြစ်ဖြစ်ဒီဟာတွေကိုသွားပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ဒီတိုင်းမြင်တွေ့ရမယ်ပေါ့နော်အဲ့အရာတွေက ဘာတွေလဲဆိုရင်အသက်အရွယ်တို့ပါနိုင်တယ်လူတယောက်ရဲ့အသက်အရွယ်ကအာဒီကျွန်တော်တို့ကြည့်လိုက်မယ်ဆိုလို့ရှိရင်မပြောင်းလဲဘူးဘန်လိုက်မှုမရှိဘူးပေါ့နော်ဘန်လိုက်မရှိဘူးခရီးရတစ်ခုနဲ့တိုင်းလိုက်မယ်ဆိုလို့ရှိရင်လည်းတန်းပြီးတော့တည်နိုင်တယ်ခရီးရတစ်ခုနဲ့တိုင်းတဲ့အခါမျိုးမှာဒါမှမဟုတ်တစုံတယောက်ယောက်ကမင်းမြန်လိုက်တဲ့အခါမျိုးတွေမှာဒီကိန်းကနန်းတွေကမင်းမြန်သူတွေကိုအခြေခံပြီးတော့အာပြောင်းလဲသွားမှာမဟုတ်ဘူးဖြည့်ဆူသူတွေရဲ့အာစိတ်နေတဲ့ဘုံသားတွေကိုအခြေခံပြီးတော့ ဒီအသက်အရွယ်တွေဟာပြောင်းလဲသွားမှာမဟုတ်ပါဘူးအဲ့တော့ objective vision ဆိုတာကကြတော့လုံးဝ objective ဆန်တဲ့ balance မျိုးမရှိဘူးပေါ့နော်နောက်ကိုလေးချင်းအဲပြီးလို့ရှိရင်ဝင်ဝင်ပမာဏတွေအရက်အမြင့်တို့ဒါတွေကဆိုလို့ရှိရင် objective ဆန်တဲ့အရာတွေပဲဖြစ်ပါတယ်လူတယောက်ရဲ့အရက်အမြင့်ကိုကျွန်တော်တွားပြီးတော့တိုင်းတာမယ်ဆိုလို့ရှိရင်ဒီအရက်အမြင့်တွေကအဲ့တိုင်းတာသူအပေါ်မှာ motivate ပြီးတော့ပြောင်းလဲသွားမှာမဟုတ်ပါဘူးတိုင်းတာခံရတဲ့သူတွေအပေါ်မှာ motivate ပြီးတော့ပြောင်းလဲသွားမှာလည်းမဟုတ်ပါဘူး အဲကြောင့်ကျွန်တော်ပတ်ဝန်းကျင်မှာတည်ရှိနေတဲ့အကြောင်းအရာ တွေဟာဒီအရာတွေဟာဆိုလို့ရှိရင် objective စံတဲ့အရာတွေလို့ခေါ်ပါတယ်။ဘယ်လိုမှမရှိဘူး။အော်ဒီမေးမြန်းသူတွေတိုင်းတာတဲ့သူတွေတိုင်းတာခံရတဲ့သူတွေဒီဟာကိုအခြေခံပြီးတော့ပြောင်းလဲမသွားနိုင်တဲ့အရာတွေကို objective စံလို့ခေါ်ပါတယ်။နောက်တစ်ခါဒီကျွန်တော်တို့ဒီ ညံ့ညံ့သွေးပေါ့နော်ညံ့ညံ့သွေးကိုအဲ grade တခုနဲ့ကျွန်တော်တို့တိုင်းလိုက်မယ်ပေါ့နော်သူတွေ IQ level တို့ပါလို့ရှိမယ်အာကိုသွင်းအမှတ်တို့ပါလို့ရှိမယ်ပေါ့နော်အဲ့ဒါတွေက objective sense နဲ့အရာတွေမဟုတ်ပါဘူးကျောင်းသားတယောက်ရဲ့ exam score ဆိုတာ level objective sense နဲ့အရာတွေလို့ပြောလို့ရပါတယ် grade တခုနဲ့တိုင်းလိုက်ရုံနဲ့တန်းပြီးတော့သိနိုင်တယ်ပေါ့နော်ဒီအရာဝတ္ထုတွေတည်ရှိနေမှုတွေဟာ objective sense လို့ခေါ်ပါတယ်ဒါကို ontology ကနေရှင်းပြပေးပါတယ် ဒုတိယတစ်မျိုးကကြတော့ subjectivation လို့ခေါ်ရပါတော့အရာဝတ္ထုတွေတည်ရှိနေမှုပုံသဏ္ဍာန်လေးတွေအာဆိုလို့ရှိရင်တိုက်တာတဲ့သူတွေတိုက်တာခံရတဲ့အရာတွေအဲဒါမှမဟုတ်မင်းမြန်ခံရတဲ့သူတွေမင်းမြန်အဲ့သူတွေရဲ့အပေါ်မှာ motive ပြီးတော့ပြောင်းလဲသွားနိုင်နေပါတော့သူရဲ့တဘောတဘောပါလေဘာလဲဆိုရင်ဒီကျွန်တော်တို့ကြည့်မယ်ဆိုရင် job satisfaction လုပ်ငန်းခွင်နဲ့ပတ်သက်လို့စိတ်ကျဉ်နေပါသလားလို့ပြောလို့ရှိရင်ဒီဖြည့်ဆူသူရဲ့စိတ်ငြိမ်သဘောထားတွေကိုခြေခံပြီးတော့ဓာရီကပုံစံမျိုးစုံကျွန်တော်ရရှိလာနိုင်တယ်ပေါ့နော်။ဂရိယာတခုနဲ့တရက်တိုင်းတာလို့လည်းမရဘူးပေါ့။ Now discrimination ခွဲခြားဆက်ဆံတဲ့ဆိုတဲ့သဘောမျိုးတွေ gender discrimination လို့ရှိမယ်။နော်ဒီနောက်တစ်ခါဒီအသားအရောင်ခွဲခြားဆက်ဆံတဲ့ပုံစံမျိုးတွေရှိမယ်။ဒီနေရာတွေက subjective sense နဲ့ စိတ်နဲ့သဘောထားတွေကိုအခြေခံနေပေါ့နော်စိတ်နဲ့သဘောထားတွေအခြေခံပြီးတော့ပဲဒါတွေကပြောင်းလဲလာနိုင်နေပေါ့ဒါတွေကို subjective sense နဲ့အရာဝတ္ထုတွေပါလို့ဆိုပါတယ် now challenge in handling problems ပြဿနာတွေကိုဖြေရှင်းတဲ့အခါမှာရင်ဆိုင်ကြုံတွေ့ရတဲ့အခက်ခဲတွေစိန်ခေါ်မှုတွေပေါ့နော်ဒါတွေကလည်းကရိယာတစ်ခုနဲ့တရေတိုင်းတာလို့မရဘူးပေါ့ subjective sense နဲ့ constructive vision sense နဲ့ပေါ့နော်ကရိယာတစ်ခုနဲ့တိုင်းလို့မရဘူးပေါ့ now worry about safe abortion abortion နဲ့ပတ်သက်လို့စစ်ကူပန်းနာမျိုးတွေဒါတွေကကရိယာတစ်ခုနဲ့တိုင်းတာလို့မရဘူး injustice now communication skill ကရိယာတစ်ခုနဲ့တရေတိုင်းတာလို့မရပါဘူးအဲ့ဒီလိုမျိုးကို substitution နဲ့အရာတွေလို့ခေါ်ပါတယ်ဒါကြောင့် ontology ရဲ့အဲ့ဒီရှင်းပြချက်အရဆိုရင်ကျွန်တော်ပတ်ဝန်းကျင်မှာအရှိနေတဲ့ data တွေကိုပေါ့နော်ကျွန်တော် question တိလိုက်မယ်ဆိုရင်နှမျိုးနှစားတွေ့ရတယ်လို့ဆိုပါတယ်ပထမတစ်ခုက objectivism ုတိယတစ်ခုက subjectivism ပဲဖြစ်ပါတယ်အခုကျွန်တော်တို့ဆက်လက်ပြီးတော့ဒီ epistemology အကြောင်းကိုကြည့်အောင်ပေါ့နော် epistemology ဆိုတာကသိမှုပညာပေါ့ကျွန်တော်ပတ်ဝန်းကျင်မှာရှိနေကြတဲ့အာဒီအရာဝတ္ထုတွေတည်ရှိနေမှုသဘောတရားတွေကိုဘလို့နီးနဲ့သိနိုင်ပါတယ်လဲဆိုတာကို epistemology ကနေရှင်းပြတယ်။ epistemology ကိုမြန်မာလိုဘာသာပြန်ရင်သိမှုပညာ အာတိနိုင်တဲ့အရာတွေပေါ့နော်အဲ့ဒါကိုဆိုလိုပါတယ်ဆိုတိမှုပညာကလည်းပဲကျွန်တော်နှမျိုးနှစားအခြေခံအဖြစ်ရှိပါတယ်ပထမတစ်ခုကို positive vision လို့ခေါ်ပါတယ် positive vision ကကြတော့ကျွန်တော်ပတ်ဝန်းကျင်မှာတည်ရှိနေတဲ့အရာတွေကိုကရိယာတစ်ခုခုနဲ့တိုင်းတာလိုက်လို့ရှိရင်တိနိုင်တယ်အာဖိုထုတ်လိုက်လို့ရှိရင်တိနိုင်တယ်ဒီအရာတွေက balance မရှိဘူးပေါ့နော်အဲ့ဒါမျိုးကိုဆိုလိုပါတယ်ဥပမာလူတယောက်ရဲ့ကိုယ်လေးချိန်လို့အရက်အမြင့်လို့နော်အင်ကန် level အဒါလေးတွေ ਆ ဆိုလို့ရှိရင်ကြိယာတစ်ခု ਨੇ အာဒီတိုင်းတာလိုက်မယ်ဆိုလို့ရှိရင်တန်းပြီးတော့တိနိုင်တယ်ဗောနော်အဲ့ဒီလိုမျိုးကိုအာ positivism လို့ခေါ်ပါတယ်ဒုတိယအမျိုးအစားက interpretivism လို့ခေါ်ပါတယ် interpretivism ဆိုတာကကျွန်တော်ပတ်ဝန်းကျင်မှာတည်ရှိနေတဲ့အာ data တွေရဲ့အာဒီအချင်းအရာတွေကိုဖော်ထုတ်တဲ့အခါမှာဆိုလို့ရှိရင်အနက်တိပ်ပဲကောက်ယူပြီးတော့ဘာသာပြန်ဆိုရတဲ့သဘောမျိုးတွေဖြစ်တယ်။အနက်တိပ်ပဲကောက်ယူပြီးတော့ဘာသာပြန်ဆိုတဲ့အခါမှာ researcher ရဲ့ကျင့်ဉေမှုအပေါ်မှာမူတည်တယ်။ဖြေဆိုသူတွေရဲ့စိတ်ဉာဏ်သဘောထားတွေအပေါ်မှာမူတည်ပါတယ်။အဲ့ဒါက interpretation ဆိုရဲဒီ anatomy ကောက်ယူဘာသာပြန်ဆိုချင်းအားဖြင့်သိနိုင်တဲ့ data အမျိုးအစားတွေပဲဖြစ်ပါတယ်။ဆိုဥပမာကျွန်တော်တို့ social well being ပေါ့နော်လူတစ်ယောက်ကလူမှုရေးပိုင်းဆိုင်ရာနဲ့ပတ်သက်လို့အာဒီဟာပေါ့ဥပမာ well being ဖြစ်တယ်ပေါ့နော်။ဘဝင်းကြီးမှာပေါင်းတင်ဆက်ဆံဖို့အတွက်လူတွေရှိကြတယ်ဆိုတာမျိုးလေးဖြစ်နိုင်တယ်ပေါ့။အဲဒါတွေက တရိပ်ကြီးကရိယာတခုနဲ့တိုင်းတာတော့မရအောင်ပေါ့အဲ့လိုမျိုးတွေကိုကျွန်တော်တို့က interpretation ဆိုတဲ့လမ်းကြောင်းကနေ analytic ခောက်ယူပြီးတော့ဘာသာပြန်ဆိုရတယ်ပေါ့နောက်ဒုတိယတစ်ခုက communication ကိုကြည့်ရအောင် communication ပေါ့နော်လူတစ်ယောက်ကအာဒီ communication ကောင်းပါတယ်လို့ပြောလို့ရှိရင်ကရိယာတခုနဲ့တိုင်းနေလို့မရဘူးမသိနိုင်ဘူးပေါ့အာသူဟာစကားပြောဖို့ရတာတို့စကားပြောကနေမိတော့ဟိုချင်းချင်းချင်းရှိတာမျိုးတို့ပေါ့နော်ပရိယေတွေသုံးတတ်တာမျိုးတို့အစားပြားဖြစ်နိုင်တယ် လူတရားရကိုစိတ်ဝင်စားအောင်ပြောပြနိုင်တာမျိုးတွေပေါ့ဒီလိုအချက်လက်တွေနဲ့အကုန်လုံးကြည့်ပြီးမှဒီလိုဟာ communication skill ကောင်းပါလားဆိုတာမျိုးကျွန်တော်သိနိုင်တယ်အဲ့လိုသိဖို့အတွက်ကဒီလူတရားရဲ့ရဲ့ပြောဆိုချက်တွေကိုကျွန်တော်တို့အနက်တပီးကောက်ယူပြီးတော့စဉ်းစားရတယ်အော်ဒီအဖြစ်ထုတ်ရတယ်ပေါ့နော်ဒီနေ့အားဖြင့်အာဒီလူက communication skill ကောင်းနေဆိုတာကျွန်တော်သိနိုင်တယ်အဲ့ဒီလိုမျိုးကိုအာ interpretation လို့ခေါ်ပါတယ်အဲ ဒီ data ရဲ့အသွင်ပြင်တွေက subdivision ခံဒီဒီ subdivision ပုံစံမျိုးဟိုဆန်နေတယ်အဲအဲကြောင့်ကျွန်တော်တို့ဟာဒီအကြောင်းအရာကိုဖော်ထုတ်တဲ့အခါမှာ interpretation လို့ခေါ်တဲ့ analytic ပဲကောက်ယူပြီးတော့ဘာသာပြန်ဆိုမှုတွေကိုလုပ်ရတယ်လုပ်ရပါတယ်အဲ့ဒီနည်းနဲ့ကျွန်တော်တို့ကဒီအချင်းအရာကိုဖော်ထုတ်နိုင်ပါတယ် နောက်တစ်ခါကျွန်တော်ဆက်ပြီးကြည့်မယ်ဆိုရင် discrimination ဆိုတဲ့ပုံစံမျိုးတွေပေါ့နော် discrimination ဆိုတာကလည်းကိရိယာတစ်ခုနဲ့တရားပြီးတော့တိုင်းတာလို့မရနိုင်ပါဘူးပေါ့နော်အလားတူပဲ injustice တို့ရှိတယ်ဒီမမျှတမှုပေါ့နော်မမျှတမှုပုံစံမျိုးတွေဖြစ်မယ်ဒီဟာတွေကကိရိယာတစ်ခုနဲ့တိုင်းတာလို့မရပါဘူးကိရိယာတစ်ခုနဲ့တိုင်းတာလိုက်လို့အဖြစ်မထွက်နိုင်ဘူးပေါ့နော်အဲ့ဒါတွေက objective မဆန်ဘူး subjective ဆန်တဲ့အရာတွေဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဟာကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိနေကြတဲ့ data တွေရဲ့တည်ရှိနေမှုတွေဒီ data တွေရဲ့အချင်းရာတွေကိုသိရှိနိုင်တဲ့အဲလမ်းကြောင်းတွေကအခုလိုမျိုးနှမျိုးနှစားရှိပါတယ်။ဒါပေမဲ့လို့ကျွန်တော်တို့ဟာဒီဟိုပေါ့နော် subjective sense နဲ့အရာတွေကိုလည်းပဲတခါတရံမှာဒီ objective အဲဒီလမ်းကြောင်းကနေဖို့ထုတ်လို့ရအောင်ကျွန်တော်ဖန်တီးကြလိမ့်ရှိရပေါ့နော်။အဲ့ဒါကို force space တွေလို့ခေါ်ရပေါ့နော်။အတင်း အဲကျွန်တော်တို့ကဒီ objectivation ကိုလုံးလိုက်တဲ့သဘောမျိုးတွေပေါ့နော်ဥပမာ social well being ဆိုတဲ့အာဒီအကြောင်းအရာကျွန်တော်တို့ follow ချင်တယ်ဒါကိုကျွန်တော်တို့က interpretation ကိုခေါ်တဲ့ united ပဲကောက်ယူပြီးတော့ဘာသာပြန်ဆွေးရတဲ့လမ်းကြောင်းကနေကျွန်တော်တို့ကမပေါ်ထုတ်ချင်ဘူးဒါကို positive vision ကိရိယာတစ်ခုနဲ့တိုင်းတာလို့ရတဲ့လမ်းကြောင်းပေါ့နော် objectivation နဲ့ shutdown ကနေကျွန်တော်တို့ပေါ်ထုတ်မယ်ဆိုလို့ရှိရင်နေရာကိုပေါ်ထုတ်လို့ရပါတယ်ဒါကြောင့် ဒီ statistic ပညာရှင်တွေကနေပြောတဲ့အရာတစ်ခုကဒီ everything can be measured လို့ပြောပါတယ်အရာဝတ္ထုအလုံးတိုင်းတိုင်းတာလို့ရတယ် anything can be measured ပေါ့နော်ဘေးရမဆိုတိုင်းတာလို့ရပါတယ်တဲ့တိုင်းတာလို့ရအောင်ကျွန်တော်တို့ဖန်တီးနိုင်တယ်လို့ပြောတာပေါ့နော်အဲ့တော့ဒီ social well being တို့ communication skill တို့ကသဘောအဖင်းဆိုလို့ရှိရင် subjective sense နဲ့အရာတွေပဲဒါပေမဲ့ဒီသဘောအဖင်းတည်ရှိနေတဲ့ဒီ subjective sense နဲ့တည်ရှိနေတဲ့အရာတွေကို objective အဲဒီလမ်းကြောင်းကပေါ့နော်ဒီ objective vision တမမဟုတ် positive vision လို့ခေါ်တဲ့လမ်းကြောင်းကနေကျွန်တော်တို့ကအာဖော်ထုတ်ကြလေးလေးရှိရှိတယ်ပေါ့နော်ဒီဟာကိုဘယ်လိုနည်းနဲ့ဖော်ထုတ်လဲဆိုကျွန်တော်တို့ကမိခွန်းတွေမိ social webbing နဲ့ပတ်သက်လို့မိခွန်းတွေမိတယ် yes no မိခွန်းတွေအာဒါမှမဟုတ် agree strongly agree ပေါ့နော် strongly agree disagree အာပေါ့နော် strongly disagree disagree neutral agree strongly agree ဒီလိုမေးခွန်းတွေနဲ့အများကြီးတိဆောက်ပြီးတော့ social well-being ဖြစ်ကြောင်းကို social well-being ရှိမရှိဆိုတာကိုကျွန်တော်တို့ကမေးခွန်းတွေနဲ့တိဆောက်ပြီးတော့မေးမြန်းနေရှိတယ်။အဲ့ဒီမေးခွန်းတွေနဲ့အဲ့ဒီအဲ့ဒီစကားလုံးတွေနဲ့မေးမြန်းတဲ့အခါမှာကျွန်တော်တို့ကဟိုဟာပေါ့ကင်ငလန်လေးတွေပါဝင်နေပေါ့နော်။အဲ့ဒီကင်ငလန်လေးတွေကိုကျွန်တော်တို့ကအာသတ်မှတ်ပေးလိုက်တယ်ပေါ့။သတ်မှတ်ပြီးတော့ကျွန်တော်တို့မေးမြန်းမှုတွေလုပ်ပါတယ်။ဒီနေ့နဲ့အာဒီ subjective sense နဲ့ data တွေ subjective sense နဲ့အရာဝတ္ထုတွေကိုလည်းပဲ ကျွန်တော်တို့က objective အဲလမ်းကြောင်းကနေဖိုတိုတာမျိုးတွေလေးရှိပါတယ်။ဒါဆိုရင်ဒီအကြောင်းအရာနဲ့ပတ်သက်လို့တစုံတရာအာနားလည်မယ်လို့လို့ယူဆရပါတော့။အားလုံးကိုကျေးဇူးတင်ပါတယ်။